မျက်နှာကိုရေပက်ခံရပြီးကွယ်လွန်သွားခဲ့တဲ့ကိုဝင်ဆောင်မျိုးသမီးချောင်းဖြစ်မှန်ပြီးပေါ်ပေါက်လာပြီးအတော်တကြံကာလမှာတော့တော်တော်များများကပျော်မြူးနေကြပြီမင်းအပျော်ကနေအပြက်ဖြစ်သွားပြီးတော့ကိုဝင်ဆောင်နဲ့အမျိုးသမီးတောင်ကွယ်လွန်သွားခဲ့ရပါရင်အဲ့ဒီနောက်ွယ်ကမထင်မှတ်မထားတဲ့အကြောင်းအရာတွေကလည်းအခုချိန်မှာပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်ဒီမျိုးသမီးလေးကတော့တကြံမှာဆိုင်ကင်နဲ့အပြင်ကိုခဏထွက်ရင်းနဲ့မတော်တဆမှုကြောင့်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်သူများရဲ့လူမျိုးရေပက်ခံရှောက်ထွက်နေရလဲမဟုတ်ဘဲ ခင်မုံဖြစ်သူရင်ဆိုင်ရှိတဲ့နေရာကိုစိတ်ချတဲ့အတွက်လိုက်သွားကြရလို့သိရပါတယ်။တယောက်တည်းလှုပ်ရှုပ်နေမဲ့ခင်မုံနေရှိရာကိုလိုက်သွားရင်လည်းဒီမှာကတော့ဘရောမခင်မုံဖြစ်သူနဲ့ပြန်မဆုံနိုင်တော့ပါဘူး။ဆိုင်ကင်မောင်းနေတဲ့လမ်းမှာပဲတကြံရေပတ်ကစားနေကြရင်စေကျော်တဲ့ရွယ်ခလေးလိုလိုလူကြီးလိုလိုအဖွဲခုနဲ့တွေ့ဆုံပြီးတော့အခုလိုမျိုးမတော်တဆမှုဖြစ်ပွားသွားကြရတာပါ။သူတို့တွေကရေပတ်တာကိုရိုးရိုးတန်းတန်းမပတ်ဖိနေမျက်နှာကိုအတင်းထိုးပြီးတော့ပတ်တယ်လို့လည်းသိရပါတယ် ဒါကြောင့်လည်းအမျိုးသမီးလေးကဆိုင်ကယ်မောင်းနေကနေဟန်ချက်ပြတ်သွားပြီးတပတ်လကလာတဲ့ကားနဲ့မတော်တဆမှုဖြစ်ပွားသွားခဲ့တာပဲဖြစ်ပါတယ်။ရုတ်တရက်ဖြစ်သွားတဲ့အတွက်ဘာမှမတက်နိုင်ခဲ့ပါဘူး။နောက်ပိုင်းမှာတော့အမျိုးသားဖြစ်သူကဇနီးဖြစ်သူကိုဖုန်းဆက်ရင်းနဲ့ဆေးရုံဝင်ရောက်ရှိနေဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ဒါပေမဲ့ဆေးရုံမရောက်ခင်နေရာမှာနေကွယ်လွန်သွားခဲ့တာပါ။ဒါကြောင့်ကျန်ရင်သူအမျိုးသားဖြစ်သူကတော့နှုတ်ဆက်ခွင့်မရခဲ့ရှာပြီးဇနီးတဲ့လေးကိုလက်လွတ်ဆုံးရှုံးလိုက်ရတာပါ။ပေါ်ပြီးတော့ဆိုးတာကဇနီးတဲ့လေးရဲ့ပိုက်ထဲမှာ နှစ်လသားရွယ်ရင်သွေးငယ်လေးကိုကိုဝင်ဆောင်ထားခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်အသက်တစ်ချောင်းမဟုတ်ဘဲအသက်နှစ်ချောင်းကိုတပြိုင်နက်တည်းလက်လွတ်ဆုံးရှုံးခဲ့ရတာပါ။ဒီမျိုးသမီးလေးကတော့ ERA တိုင်းဒေသကြီးမိုးဝင်းမြို့နယ်ရွှေတော်မော်ဒေသမှာနေထိုင်နေလို့သိရပါတယ်။ဆိုင်ကယ်ကိုစီးနှင်းကမောင်းနေလိုက်ရင်လည်းမျက်နှာကိုရေပက်ခံရပြီးအခုလိုမျိုးရုတ်တရက်ဆန်ဆာနဲ့ကွယ်လွန်သွားခဲ့ရတာပါ။ဒီလိုကွယ်လွန်သွားခဲ့တဲ့ပုံမှာဘသူရဲ့အပြင်းဆိုပြီးတော့ပြောဖို့တော့မှတော်တော်လေးကိုခက်ခဲနေနေပါရင် မျက်နှာကိုရင်းနဲ့အတင်းပတ်တဲ့ကလေးတွေရဲ့အပြစ်ဆိုတာကတော့တေးကြနေပြီပဲတရားဥပဒေကလည်းအရေးကြီးဖို့ကတော်တော်လေးကိုခက်ခဲပါတယ်ဒါကြောင့်ကျန်ရစ်သူအမျိုးသားကလည်းတော်တော်လေးကိုစိတ်ထိခိုက်ဝမ်းနဲ့ခံစားနေရတာပါဗယ်မိမတွေကများခုလိုမျိုးမျက်နှာကိုရင်းနဲ့အတင်းပတ်ဖို့တင်ပေးထားတာလည်းဆိုပြီးစိတ်တော်ဒေါသထွက်စာနဲ့ရင်ဖွင့်ပြောနိုင်ခဲ့ပါသေးတယ်ဒါပေမဲ့အခုချိန်ထိဒီလိုမျိုးရေပတ်လိုက်တဲ့ကလေးတွေကလည်းလာရောက်တောင်းပန်ခြင်းလုံးဝမရှိခဲ့ဘူးလို့လည်းသိရပါတယ် ကျန်ရည်သူအမျိုးသားကတော့ဇနီးတယ်လေးကိုဆုံးရှုံးလိုက်ရတဲ့ပြင်ဘိုက်ထဲကကလင်းလေးကိုပါဆုံးရှုံးခဲ့ရပါဒါကြောင့်သူ့ရဲ့ဘဝကြီးတစ်ခုလုံးလုံးဝပျော်လဲသွားတယ်လို့ခံစားနေရပါတယ်ဒါဒီမကသေးပါဘူးဇနီးတယ်လေးကိုရက်ကြကြတော့ကြည့်နေခွင့်မရတော့ဘဲနဲ့နှစ်တစ်ကူမတိုင်ခင်ပါပဲနောက်ဆုံးခင်းကိုပို့ဆောင်ခဲ့ရတယ်လို့ပဲဖြစ်ပါတယ်သူ့အနေနဲ့ဇနီးတယ်လေးကိုကွယ်လွန်အောင်လုပ်ခဲ့တဲ့ရေပတ်ကစားတဲ့သူတွေကိုစိတ်တူပေးမယ်လေဘာလို့လုပ်လို့ရမလဲဗျာဆိုပြီးတော့ဝမ်းနည်းစွာနဲ့ရင်ဖွင့်ပြောပြလာခဲ့ပါတယ် အင်တာဗျူးဖြေရတော့မှလုံးဝကိုစက်မပြောနိုင်တော့ပဲအင်မတန်ကောမှဝမ်းနဲ့ခံစားနေရတဲ့ပုံတွေကိုလည်းတွေ့မြင်နေရတာဖြစ်ပါတယ်သူ့အနေနဲ့ကတော့နောက်နေ့တစ်ချက်နေမှာဆိုရင်ဘလုံးမကိုပျော်ရွှင်နိုင်တော့မှမဟုတ်ဖ ೇನೆ ဒီဖြစ်ဖြစ်ကြီးကိုထပ်ခါတလဲလဲနဲ့တတိယနေမှာပဲဖြစ်ပါတယ်ဒီမှာယူရတကြံပွဲတော်ကိုစင်ရင်းကြတဲ့နေရာမှာအရင်ကဆိုရင်တပြေကန်းနဲ့ရေခွက်ကိုတအုပ်နဲ့တူညင်းသားစွာတိမ်မွေ့ရင်ကျေးစွာပတ်ကြတာရင်ဒိုင်မစ်ခုခေတ်ကာလမှာတော့တအုပ်နဲ့တူရေဘက်ကစားတဲ့ခါမှာရေပူပေါင်းနဲ့ပြစ်တာခွက်ဆောင်းခုတ်တာ လမ်းပေါ်လမ်းပါရဲ့မျက်နှာကိုတက်တက်အားပုံဝဲပြီးတော့ရေပတ်တာတွေရှိပါတယ်။သူပြတော့ဆိုင်ကယ်စီးနေတဲ့သူတွေစမိန်စီးနေတဲ့သူတွေလမ်းပေါ်လမ်းပါတွေကို ပတ်တဲ့အခါမှာဆိုင်ကယ်စမိန်မောင်းနေတဲ့ဟန်ချက်ပြက်ကအသက်အနည်းဆုံးရှုံးသွားတဲ့အထိဖြစ်နိုင်ပါတယ်။ယခုကြည့်ရှုနေကြတဲ့သူတွေအနေနဲ့အခုလောဖြစ်နေကွယ်လွန်သွားခဲ့ရတဲ့ဒီမျိုးသမီးတွေအတွက်ကောင်းမွန်ရာခွင့်ရရှိဖို့ဆုတောင်းပေးသွားကြပါဦးနော်။